ဒီလိုကိုယ့်ရဲ့ဆက်ကကိုယ့်ရဲ့ laptop ကဒီလိုပုံစံမျိုးပေါ့ဟိုခုနကတော့ကျွန်တော်တို့ညာဘက်ကနံပါ keypad မပါဘူးဆိုရင်ဘာလေးပါလေလို့လိုက်ရှာဒီမှာနံပါ lock ဆိုတာပါလားဆိုတာလိုက်ရှာလိုက်ရှာဒီမှာနံပါ lock နံပါနံပါ lock ဆိုတာပါတယ်ဒီမှာကနန်းလေးခုနဒီဘက်ကကနန်းလေးတွေဒီဘက်ထဲမှာအုပ်ထားတယ်ဒါကဟို laptop နဲ့ကိုယ့်ဆက်မှာနံပါ lock မပါဘူးဆိုရိုက်တဲ့ပုံစံလေးကိုပြောပြအောင်ပြောပြရအောင်နော်အဲကြရင်ဘယ်လိုလုပ်ပေးရလဲဆိုရင် F and key လေးရဲ့နံပါ lock လေးရဲ့နေ့ နှိမ့်လိုက်နှိမ့်လိုက်ရင်ဒီနန်းလေးရစက်ကလုံးလေးတွေက3ญา3နှစ်3လေးရိုက်လို့ရသွားလိမ့်မယ်အဲကြမှာ order လေးကို V016 1ဒီလိုပုံစံမျိုးတွားရိုက်မယ်ပြီးတော့ရင်လိုလိုက်ပုံမှန်တိုင်းစာရိုက်ဖို့အတွက်ဆိုရင်တော့ FND လေးရဲ့နာမလော့လေးရပြန်ပြီးတော့ပိတ်ထားပေးမယ်နော်ဒါလေးနည်းနည်းရှုပ်နိုင်တယ်ဒီလိုကိုယ့်ရဲ့ set ကဒီလိုလေးနာမကီးဘတ်တစ်ခါတည်းပါပြီးသားဆိုရင်တော့ခုနလိုတွားပြီးတော့လုပ်စရာမလိုတော့ဘူးနော်ဒီအရဒီဒီလိုပုံစံမျိုးသွားပြီးတော့ FN နဲ့ NAMLO တွေနဲ့သွားပြီးတော့ပိတ်ပြီးတော့ဖွင့်လုံးစရာမလိုတော့ဘူး ထားတဲ့တန်းရိုက်လို့ရတယ်။တကယ်လို့မှဒီလိုဒီလိုသွားပြီးဖွင့်ပေးလို့ရတာရှုပ်တယ်။တခါတည်း order ကိုဖိပြီးတော့ခုနကတော့ကျွန်တော်တို့ရိုက်တယ်လို့ပဲ။အာတခါတည်းဒီတိုင်းလေးတန်းပြီးတော့ရိုက်ချင်တယ် order ကိုဖိပြီးဒီလိုတန်းရိုက်ချင်တယ်ကိုဆက်မှလည်းမပသေးဘူးဆိုရင်ဗာလီအာဗာလီဝယ်လို့ရလေဆိုရင်ဒီလို external keyboard လေးဝယ်လို့ရပါတယ်။နော်ဒါကနီးစက်ရကွန်ပျူတာ line တစ်ခုမှသွားပြီးတော့ဒီလိုနံပါတ်နံပါတ် keyboard ပါရီလေးသွားဝယ်လိုက်ပါနော်။အဲဆိုရင်ကျွန်တော်တို့ဒီမှာ order ကိုဖိပြီးတော့0161ဒီလိုလေးတုံးလို့ရသွားလိမ့်မယ်။